အားလုံးစောင့်မျှော်နေတဲ့ J-Hope လေးလာပါပြီ ပရိသတ်တိုင်းလို့လို့စိတ်ဝင်စားမဲ့သတင်းလေးကမန်ရှလာမှာဂျေဟုတ်ပြတ်တကူတော့ခန်ဘက်ပြုတ်လို့ဖို့အစီအစဉ်နေတာကိုအတည်ပြုခဲ့ရလို့သိရပါတယ်။အဲ့ဒီသတင်းကိုဖေဖော်ဝါရီလ6ရက်နေ့ Bethet Music ရဲ့ကိုယ်စားလှယ်တူပြောကြားခဲ့တာဖြစ်ပြီးတော့ဂျေဟုတ်ကမန်ရှလာမှာသတင်းအသစ်ထွက်ဖို့ရှီမန်းထားပြီးတော့လက်ရှိမှာပြင်ဆင်နေတာတော့အမှန်ပါပဲ။နောက်ထပ်အတိအကျသတင်းလေးနဲ့သတင်းထွက်မဲ့ရက်ကိုနောက်မှကြေညာပေးပါမယ်လို့ပြောခဲ့ပါတယ်။ဂျေဟုတ်ကပြီးခဲ့တဲ့နှစ်အောက်တိုဘာလကစစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တာဖြစ်ပြီးတော့အဲ့ဒီနောက်ပထမဆုံးအချိန်ဖြစ်ဂျေဟုတ် ပြက်ဒေသချင်းအသင်းနဲ့ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။ဒီအတော်အတွင်းမှာလည်းဂျေဟုတ်ပြက်2025ဒီကိုရောဖြောပြေးရေးအတွက်ပြည်သက်တရာဂျေဟုတ်နဲ့အတူတွေ့ရမယ့်ဖွင့်ဖြစ်လို့အခုဆိုအကြိုရောင်းချတဲ့ကာလအတွင်းမှာလက်မှတ်တွေအားလုံးကိုအောင်ရောင်းချခဲ့ပြီပဲဖြစ်ပါတယ်။လာမယ့် Soul Concert မှာဂျေဟုတ်ရဲ့ကဘာလက်ဖြောပြေးပွဲ Hop on the Stage ကိုစတင်မှာဖြစ်ပြီးတော့ပရိသတ်တွေနဲ့အတူတွေ့ဆုံဖို့အတွက်ကမ္ဘာတဝမ်းမှာရှိတဲ့မြို့အသီးသီးကိုသွားရောက်လိမ့်မယ်လို့လည်းသိရပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။